ီမှာတက်အင်အားထပ်မဖြည့်တင်းနိုင်တော့ရမှာစစ်တပ်စစ်ကြောင်းတွေထိုးစစ်မစစ်နိုင်တော့ပဲနောက်ဆုံးနေရ AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်စစ်ရေရင်တွေကန်ဒီကနေကန်ဝေးတို့ထွက်ပြေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျောက်ဖြူမျိုးပင်စေမိုင်ခန့်ပတ်လည်မှာရှိတဲ့အရက်ကတက်တော် AA ထိန်ချုပ်နေမျိုးတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းတွေဟာပြုံတီတက်အင်အားကိုပြန်ပြီးမဖြစ်တင်းနိုင်တော့ရကနေပြန်လည်နောက်ဆုတ်နေရတယ်လို့သတင်းရရှိပါတယ်။ဒေတာရင်းသတင်းရင်းမြစ်တက်ကစစ်တပ်ကအင်အားချက်ပြည့်တဲ့ လေချောင်းပစ်ကူရေတပ်ပစ်ကူတွေနဲ့အေးအေးထိန်းချုပ်ထားတဲ့ကြီးရွာတွေနဲ့နေမြေတွေကိုချက်ခါချက်ခါထိုးစစ်ဆင်နေအေးအေးကစစ်ချောင်းဝင်လာအောင်ဟာပေးတယ်ဝင်လာရင်ပိုင်တဲ့နေရာကိုရောက်တာနဲ့အေးအေးကအပိုင်ကင်လာစစ်ချောင်းတွေကနေမြေလေးမကျွမ်းဘူးထိကိုက်သေးဆုံးအတုံးအယုံပဲအကြဆုံးများတော့တက်အားမဖြစ်နိုင်ဘူးအခုနောက်ပြန်စုပ်နေရတယ်လို့ထပ်ပြောပါတယ် အကျန်းဖတ်မင်းအောင်လိုင်ကထိုးစစ်စင်ရမှာပါဝင်တဲ့ဆက်ကြောင်းတွေကိုအာရကတက်တော် EA ကပျောက်ကြားစနစ်နဲ့အလစ်အငိုက်ချားဖြတ်ဝင်တိုက်တယ်လို့စနိုက်ပါတွေနဲ့လည်းအမဲ့ချွေနေတဲ့အတွက်စစ်တပ်ဘက်ကအကြအဆုံးများပြားတယ်လို့ဆိုပါတယ်ဆက်လက်ပြီးထောက်ချက်နဲ့တာကေတမှာလူငယ်တွေကိုဖမ်းပြီးပတ်စံနဲ့ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရန်ကုန်တာကေတမြို့နယ်နဲ့ထောက်ချက်လမ်းစုံအနီးမှာလူငယ်တွေကိုအဓိကပြစ်မှတ်ထားကဖမ်းဆီးပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့သိရပါတယ် အော်တိုဘာလ22ရက်နေ့ကထောက်ကျန်လန်းစုံအနီကားမှတ်တိုင်မှာနေထိုင်တဲ့လူငယ်နှစ်ဦးကိုစစ်ကော်မရှင်တပ်ဖွဲ့တွေကဖမ်းဆီးသွားပြီးမိသားစုဝင်တွေကိုတယောက်၁၀သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါတယ်။လွတ်လာပြီးပြောရင်သူတို့တငယ်ချင်းနှစ်ယောက်ကထိုင်နေတာကိုကားတစီးကလူသုံးယောက်ကဆင်းလာပြီးမင်းတို့အဲ့ဒါဘာလို့တားလဲဆိုပြီးကားရဲ့အတင်းဆွဲသွားတာလို့ပြောတယ်။ပြီးမှတပ်ဘက်ကဆိုတာသိတယ်။မိသားစုကိုတယောက်၁၀သိန်းနဲ့လာရွေးခိုင်းလို့ပြန်လာရွေးရတယ်ပြောတယ်။ရွှေပြည်သားဘက်ကကလေးတွေလိုကြားတာပဲလို့ထောက်ကျမ်းမျိုးနယ်ကဒေသခံတအုပ်ကပြောပါတယ်။ ကြားပြင်စစ်ကော်မရှင်ကတာကေတာမြို့နယ်မှာညဘက်မှောင်ရိပ်ခိုတယ်လို့ဆိုကာလူငယ်တွေကိုကားအဖြူနဲ့လိုက်လံဖမ်းဆီးပြီးတယောက်6သိန်းနဲ့ရွေးခိုင်းနေတာလို့လည်းသိရပါဗျ။နေရင်းတွေက Honda Fit အဖြူနဲ့ကင်းပတ်ပြီးလူငယ်တွေကိုလိုက်ဖမ်းတာပြီးတော့တယောက်6သိန်းပေးရင်လွှတ်မယ်ပြောတယ်။မရွေးရင်တက်သေးချဲ့မယ်ဆိုပြီးချင်းချောက်တယ်လို့ဒေတာကန်တူကပြောပါဗျ။စစ်ကော်မရှင်တပ်ကရန်ကုန်မြို့မှာခုလိုလူငယ်တွေဖမ်းဆီးကစစ်တဲထဲတောင်ငွေညစ်တာတွေကိုပေါ်ပေါ်တင်တင်လုပ်နေတာကြားပြီးလို့သိရပြီးအခုရက်ပိုင်းပုံများလာတယ်လို့ရန်ကုန်မြို့ကန်နီစီကနေသိရပါဗျ။ ဆက်လက်ပြီးခေါင်လန်ဖူးကစစ်ကောင်စီတပ်စခန်းတစ်ခု KIA သိမ်းပိုင်ဖားကန့် KIA တရင်6နေမြေကိုစစ်ကောင်စီလေးချောင်းထပ်မံတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါင်လန်ဖူးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုင်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးတရင်ရင်းမြစ်တအူကပြောပါတယ်။အော်တိုဘာ22ရက်မှာခေါင်လန်ဖူးမြို့နယ်လန်တန်းရွာနဲ့မခေါင်တန်းရွာကစစ်တပ်စခန်းတစ်ခုကိုသိမ်းပိုင်နိုင်ခဲ့တာလို့ပြောပါတယ်။ အခြားသတင်းရင်းမြစ်တအုပ်ကလည်းဒေသကာကွယ်ရေးတွေကတိုင်းနာအဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ KIA KPDF တွေကတိုင်းနာဟုတ်တယ်လို့ပြောပါတယ်။ခေါင်လံပူးမြို့နယ်ကစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်စခန်းတချို့ကို KIA က2024ဒီဇင်ဘာမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပူးပေမဲ့ဒီနှစ်အတွင်းမှာစခန်းသိမ်းစစ်ဆင်ရေးသတင်းစတင်ထွက်ပေါ်လာတာဖြစ်ပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်တအုပ်ကလည်းခေါင်လံပူးကစစ်ကောင်စီနဲ့ပြည်သူ့စစ်စခန်းနှစ်ခုသိမ်းပိုက်နိုင်မှုကိုလူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။အဲ့ဒီစခန်းတွေဟာခလာရ138နဲ့ ပြည်သူစစ်ပူးပေါင်းနေရာယူထားတာလို့သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။ခေါလံပူးဒေတာစစ်ရေးချီနေတဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ဂျပန်မှာလည်းစစ်ကောင်စီတပ်ဟာကချင်ပြည်နယ်ဖားကန့်အပါအဝင် KIA ထိန်းချုပ်နေမြစ်တွေကိုလေကြောင်းတိုက်ခိုက်မှုဒီကနေ့ဆက်လက်ပြုလုပ်ခဲ့ပါတယ်။အော်တိုဘာ22ရက်ည8နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကဖားကန့်ဒေတာက KIA တပ်ရင်း6နေမြစ်ကိုဝိုင်းတွဲလျင်နဲ့ဘုံလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။ စစ်ကောင်စီတပ်ဟာအောက်တိုဘာ22ရက်မနေ့ကလည်း KIA တရင်6နေမြေကိုအခုလိုပဲဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။မနေ့ကတိုက်ခိုက်မှုမှာ KIA အရာရှိတွေအပါအဝင်ထိခိုက်မှုရှိတယ်လို့စစ်ကောင်စီတပ်ဘက်ကဝါဒဖြန့်နေပေမဲ့ဘုံမူကြီးနော်ဘူးကလူထိခိုက်မှုမရှိဘူးလို့မြေပြင်ကသတင်းပေးပို့လာတယ်လို့ပြောပါတယ်။ KIA တရင်6အပါအဝင် KIA ထိန်ချုပ်နေမြေ7နေရာကိုစစ်ကောင်စီကအောက်တိုဘာ22ရက်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။ ဝိုင်းမော်လက်မြန်ဒေသရွှေညောင်ပင်ဒေသစောလွန်မြို့နယ်လန်းဆက်ဒေသနဲ့ဖားကတ် KIA တရင်6ဌာနချုပ်အနီးဝင်းကျင်နေရာတွေကိုစစ်ကောင်စီကလေရင်နဲ့ပုံချဲခဲ့တာလို့ပြောပါရယ်ဒီကနေ့ညဖားကတ် KIA တရင်6နေမြေကိုစစ်ကောင်စီတပ်လေးချောင်းထပ်မံတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးဆက်လက်မင်းမြန်းစုံစမ်းနေစေပေါင်းဆက်လက်ပြီးရှပခတိုင်မူဤကိုရီးအရာရှိဘိုးကြီးရဲကျော်သူကိုတရားမဝင်ကုန်စည်ကိစ္စဖြင့်စီယုံကျုံမှဒါရိုက်ဖမ်းဆီးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ တရားမဝင်ကုန်စည်များကိစ္စဖြင့်စစ်တပ်အတိုင်းဝိုင်းချနာမည်ထွက်နေတဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမို့ဤကိုရေးအရာရှိ PSO ဗိုလ်ကြီးရဲကျော်သူကိုနေပြီးတော့စစ်ရုံချုပ်မှပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဓာတ်ရိုက်ဖမ်းဆီးခဲ့သည်ဟုရှုံချရသည့်သတင်းရင့်မြစ်များထံမှခိုင်လုံစွာသတင်းရရှိပါရယ်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အခြေစိုက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်မှူးချုပ်နိုင်စောဦးမှရခိုင်ရက်ဆောင်မြို့ဘာထူးဗိုလ်တင်နန်းကျောင်းကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့စေကဇူလိုင်လအထိ၎င်းဤခွေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှ တရားမဝင်ကုန်စည်တင်ကားများပေါ်မှာငွေကြေးရယူမှုကိုတိုင်ပါဝင်မှုများကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုခိုင်လုံသည့်တရင်ရင့်မြစ်တပ်ဦးကတရင်ဌာနကိုပြောပါရယ်။ဟိုရက်ကလည်း BSO နဲ့ပတ်သက်နေတဲ့ရဲစောက်ကဂူတောင်တလုံးကိုဖမ်းတာစနေဘင်းကားနဲ့ဆယ်စည်းကျော်ရင်တားမြစ်ကုန်အစုံမှမူရစ်စေဝါနဲ့ပတ်သက်တာရင်းကြောက်စိမ့်တွေအိတ်လိုက်ပင်ဖမ်းခံရတဲ့အထဲမှာ BSO နဲ့တွဲပတ်ဟန်တာဆိုတာလေးပါတယ်ဟု၎င်းကပြောပါရယ်။ရှင်ဖန်းစီမှုမှာပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကတောင်ကြီးခရိုင်မှာတရားမဝင်ကုန်စည်ဖန်းစီရေးအဖွဲ့ဆောင်ဖြင့် ရက်ဆောက်ပင်တရသွာကာလန်ပင်ကန်တလက်ရွာရှိအငါးကူတောင်ကြီးတလုံးအားလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်ဖမ်းဆီးမှုအတွင် PSO နှင့်ပတ်သက်သူစီးပွားရေးလုပ်ငန်းရှင်များ၏တရားမဝင်ကုန်စည်များတွင်မူရစီးပွားနှင့်ကြောက်စိတ်များပါရှိကြောင်းအကြောင်းသိတဦးထံမှသိရပါတယ်။ခရီးတာတွေတဲကစရင်ချန်စရင်ဖြောက်ထားတာတွေရောနှင့်ပစ္စည်းပိုင်ရှင်တွေသူတို့ရှိနေတွေရှုပ်နေတာပဲ။ PSO ဆရာတိုင်းမူတော်သူတပည့်ကိုမကယ်နိုင်တဲ့အပြင်သူပါအစ်စ်ခံနေရတဲ့ကြားတွေ ဒီလိုတရားမဝင်ကုန်စည်ကိစ္စတွေနဲ့ကြီးပွားပြီးထိုင်းမှုဖြစ်တာကိုပဲသူတို့စစ်တပ်ထဲမှာမကြေမလည်ဖြစ်နေတာဟု၎င်းကပြောပါတယ်။ယခုဖြစ်ရများမတိုင်းမီကထိုင်းနယ်စပ်မှာဝင်လာသည့်ကုန်ကားများကိုမဖမ်းပေလက်ငွေယူလွှတ်ပေးမှုဖြင့်ရတခဒူတိုင်းမှုပညာဝင်အကောက်ခွန်ညှို့မှုစိုးညွတ်အောင်နဲ့ဌာနဆိုင်ရာအရာရှိ15ဦးတို့ကိုနှိပြီးတော့စစ်ဖက်ရေးရလုံခြုံရေးအဖွဲ့မှဩဂုတ်လအတွင်းကတိုက်ရိုက်လာရောက်ဖမ်းဆီးစစ်ဆေးနေတော့လေရပါခတိုင်းမှုဖြစ်လာသူကိုအရေးမယူသေးတဲ့အတွက် တက်တွင်မကျေနပ်ကြခြင်းဖြစ်သည်ဟုသတင်းရင်းမြစ်ကဆိုပါတယ်။ရှင်ဖန်းစီခန့်ရတခဒူတိုင်မှုပညာဝဲမှာအမတ်လေးတက်မတော်တန်းမြင့်လေးကျင့်ရေးကြောင့်ဤကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေရမှ2025ခုနှစ်ဇန်နဝါရီလအတွင်းတွင်မှအရှိတောင်တိုင်းစစ်ဌာနချုပ်ဤဒူတိုင်မှုဖြစ်လာခြင်းဖြစ်သလိုယခုရပခတိုင်မှုနိုင်စော်ဦးမှလည်းရက်ဆောင်မျိုးဘာတူဘူတင်တန်းကျောင်းကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ရှင်တို့တာဝန်ယူခဲ့စဉ်ကလက်ရှိဖန်းစီခန့်ရသူ၎င်းဤကိုရေးအရာရှိ PSO ဘိုးကြီးရဲသူအောင်မှတစင်တရားမဝင် ကုံစီကားကြီးတစည်းလျင်ကျက်နှသိန်းခွင်တင့်မောင်ကိုကားတစည်းလျင်ကျက်6သိန်းတရားမဝင်တစ်ဆက်တစ်ဆက်လျင်လဆင်ကြီးကျက်6သိန်းနှင့်အခြားကားများအားလည်းအနေထားအမျိုးမျိုးလိုက်တက်နေမှုကြီးတက်နေကြီးဂိတ်ကြီးစသဖြင့်နေစဉ်ရကြီးဖြတ်တန်းလျက်ရှိသော ကုံတင်ကားကြီးကားငယ်မျိုးမျိုးထံမှကောက်ခံရမှာတရားမဝင် ကုံသေးများဖြင့်ကြည်ွားလာကယခုအခါရပခတိုင်းမှုဖြစ်လာသည်ဟုစစ်ဘက်မိသားစုဝင်တအူးကသတင်းဌာနကိုပြောပါရယ် စစ်ကောင်စီအနေနဲ့မိမိစစ်တပ်အတွင်းထောက်ဝင်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်အစီအများကိုလည်းကြောသားရင်သားမခွဲကြပဲစုပေးတံပီးဆောင်ရွက်ရမည်ဖြစ်ရမှာပါ။ကရင်ပြည်နယ်ကရတခဒူတိုင်းမှုကြတော့အဲ့ဒီကိစ္စတွေနဲ့ဖမ်းဆီးခဲ့ပြီးအလားတူကိစ္စများနဲ့ပဲကြီးပွားနေတဲ့ရက်စောက်တက်နေမှုကိုရပါခတိုင်းမှုအဖြစ်ယာတူးတုံးမြင့်ပေးခဲ့တာဟာဘာလို့လဲလို့အကုန်လုံးကမင်းနေကြတယ်ဟု၎င်းကသတင်းဌာနကိုပြောပါတယ်။ရင်းကိစ္စများဖြင့်ရပါခတိုင်းမှုကိုနေပြည်တော်မှခေါ်ယူစစ်ဆေးနေသည် ဖမ်းဆီးထားသည့်ဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိပြီးမဲခေါင်သတင်းဌာနအနေဖြင့်အတည်ပြုနိုင်ရန်စူးစမ်းနေစေဖြစ်ပါသည်။ဆက်လက်ပြီးအချမ်းဖက်စစ်ကောင်ဆောင်မေအောင်လိုင်းအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရရှိမည်မဟုတ်ဟုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်ဆစ်လော်ဘီများကမေအောင်လိုင်းအစည်းအဝေးတက်ခွင့်ရသည်ဟုဝါဒဖြန့်မှုများအဆုံးသတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါသည်။အချမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းအနေဖြင့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ခွင့်ရရှိမည်မဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်ဟုမလေးရှားဗနာမသတင်းဌာနကသတင်းဖော်ပြပါရယ်အော်တိုဘာလ16ရက်နေ့မှအော်တိုဘာလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်48ကျိန်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မိခေါင်းဆောင်ဇယံတွင်မင်းအောင်လှိုင်ပါဝင်သည်ဟုအကြံဖတ်စစ်တပ်လော်ဘီများကဝါရဖြန့်နေမှုများမှာယခုအကောင်မလေးရှားဝန်ကြီးချုပ်၏တရားဝင်ထုတ်ဖော်ပြောဆိုမှုကြောင့်အဆုံးသတ်သွားခဲ့ပြီးဖြစ်ပါရယ် မလေးရှားဝန်ကြီးချုပ်ဤအစိုးရမြန်မာစစ်ကောင်စောင့်မြင်ရလိုက်မှာအာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မဟုတ်ဟုအတည်ပြုလိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်ရန်အာဆီယံအနေဖြင့်ဘုံသဘောတူညီချက်၅ရပ်ပေါ်တွင်သာဆက်လက်ရည်တည်ဆဲဖြစ်ကြောင်းဖုံးသဘောတူညီချက်၅ချက်ကိုခိုင်မာစွာစုပ်ခိုင်ထားစေဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။လာမယ့်၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်ဖိလစ်ပိုင်နိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူမည်ဖြစ်ပြီး တီမောနိုင်ငံမှလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်းဆောင်မြောင်းလိုက်မှာ2021ခုနှစ်စတင်စစ်အာဏာသိမ်းချိန်ကလေးကအာဆီယံဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်မှုဖြင့်အာဆီယံကထိပ်သီးအစည်းအဝေးများနှင့်နောက်ဆက်တွဲအစည်းအဝေးများသို့တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကောင်း၅နှစ်ဆက်တိုက်အာဆီယံအစည်းအဝေးများတက်ခွင့်မရရှိခဲ့ခြင်းဖြစ်ပါတယ်။